ပထမဆုံးအတွေ့အကြုံတိုက်ပွဲပဲအဲ့ဒါသူတို့ရဲ့အမှားတစ်ခုကနေပြီးတော့ကျွန်တော်ရဲ့အောင်မြင်မှုအကြီးကြီးမားမားရလိုက်တာပေါ့အဲ့မှာလက်နက်ရောရလိုက်တယ်အာလူကလူနေနဲ့ဆိုရင်သူတို့မှဗျူဟာမှုအပါဝင်၈ယောက်ကြသွားတယ်အဲ့ပွဲတဲ့အဲ့အချူးမပြေတဲ့ကောင်ကပထမဆုံးတွေ့တာဟိုသူကကရိုချင်းထဲမှာစောင့်နေကျွန်တော်တို့ကအဖွဲလိုက်ကြည့်ဖွဲလိုက်ဆိုသူကလည်းအိတ်ငိုင်နေလားဘာလားမသိဘူးကျွန်တော်တို့ကရောက်ကစားတော့ဝါကလည်းပေါ်ချသွားတယ်ပေါ်ပြီးတော့သူကသူကလန့်သွားတာရော့ရော့ရော့တဲ့တနတ်တဲ့ငါးနာမည်မြူးနိုင်တဲ့ မင်္ဂလာပါနော်အဗီဒီယိုတက်ဖွဲ့တွေနဲ့အင်တာဗျူးပုံစံမျိုးလုပ်တာတွေလည်းဒါတော်များတော့ရှိလာပြီပေါ့နော်အခုတစ်ခေါက်မှလည်းအဲ့လိုယူရထားတယ်အဲ့ဒါတော့ကျွန်တော်ဒါညိုင်နေဘက်ကဒါတက်ဖွဲ့ဝင်ဒါရေဘော်တယောက်နဲ့ဒါကျွန်တော်မိတ်ဆက်ပေးမယ်ပေါ့နော်သူပြောတဲ့အကြောင်းအရာတွေကလည်းဘယ်လောက်ထိ ေကောင်းတယ်ဘယ်လောက်ထိစိတ်ဝင်စားစရာကောင်းလဲဆိုတာကိုနားထောင်ပြကြပါဦးဗျညီလေးမင်္ဂလာပါဟုတ်မင်္ဂလာပါဘွေးထင်ရအဲမင်္ဂလာပါညီလေးလောက်အောင်မိတ်ဆက်ပေးပါအောင်ညီလေးလောက်ဟုတ်ကျွန်တော်ကဟာခုခံတင်းစကားမှာအဒုတိယမြို့နေရာနဲ့တာဝန်ထမ်းဆောင်နေအောင်ကြာအကြာကြီးပေါ့ကျွန်တော်နမ်ဒေါ်လာရဲ့နာမည်ကတော့စစ်ထံလို့ခေါ်ပါတယ်အာမိုက်တယ်နာမည်ကအလန်းအဲ့တော့ညီပထမဆုံးပေါ့နော်အဲညီလေးဒီတော်လန်ရေးတဲ့ကိုပါဝင်ပြခဲ့တဲ့အကြောင်းရင်း ။နောက်ပြီးရင်ပါဝင်ပြစ်ပုံလေးပေါ့နော်။အဲ့ဒါလေးအချင်းချုပ်ပြောပြပေးပါ။ပါဝင်ပြစ်တဲ့အကြောင်းအရာတော့ကျတို့ဒေါ်လိုင်းအေးမစခင်ကပေါ့။ဟိုဟာလူလူဆန္ဒတပိတ်ထုတ်ပွဲတန်တန်လုပ်တဲ့အချိန်မှာကျတို့ကနေတိုင်းသွားတာဟုတ်။ဟမ်။အဲ့မှာတနေ့ကျတော့အဲတနေ့ကျတော့ကျွန်တော်တို့နေတဲ့မြို့သူတို့ကအပြစ်ခတ်နေတဲ့ဆက်တူတောင်သူတို့ပြစ်ခတ်လိုက်တာပေါ့အဲမြို့လေအဲမခံနေတဲ့လက်နက်ကိုင်းမှရမယ်ဆိုပြီး အာကျောလူငယ်တွေစုပြီးတော့လက်နက်တွေစကန်ခွဲကြီးခဲ့ကြတာပေါ့။အာအဲ့တော့အဲ့ကနေကဟိုအစောပိုင်းကာလနဲ့အခုချိန်ထိဒါဒါဆက်ပြီးတော့စူးစမ်းနေတာပေါ့နော်။ဟုတ်အဲ့တော့ညဒါဒါတော့ဒါညီလေးရဲ့အကြောင်းလေးမိတ်ဆက်ပြီးတော့အဲ့တော့အဖွဲအနေနဲ့အောင်မြင်မှုရခဲ့တဲ့အကြောင်းတွေညသိကျင်သေးတယ်။အဲ့ဒါကြောင့်လောက်အောင်ရှေ့ရပွဲတွေရောအခုပွဲတွေရောလောက်ပြောချင်ရတာချက်နေတယ်။အဖွဲအနေနဲ့အောင်မြင်မှုရတာတော့ ခြေခံသင်္ဍန်းဆင်းပြီလို့တပတ်ပဲရှိသေးတယ်။ရတဲ့အောင်မြင်မှုကတော့ဟုတ်လား။အော်ခမခမန်းကြီးတပတ်လောက်ပေါ့ကျွန်တော်တို့အဲ့တော့ဘာမှလက်နက်တွေပါရကျွန်တော်တို့အဲကျွန်တော်တို့အဖွဲ့မှာမရှိသေးဘူးပေါ့အဲ့တော့အဖွဲ့ပေါ့။အင်း။အဖွဲ့နဲ့တည်ထောင်ပြီးတော့အဲကျွန်တော်တို့တွေဒီတလုံးတို့တွေလုပ်တယ်။အဲကျွန်တော်တူမီတွေပေါ့တူမီလက်ထောင်ကြည်လေးတွေနဲ့တိုက်တဲ့အချိန်ပေါ့။အဲ့အချိန်မှာ ကျိုးတင်နာစင်ပြီးကာရှိတရားအဲ့ဟာအဲ့လက်နဲ့တန်တန်လုံနေတော့အဲတန်တန်လုံနေတဲ့အချိန်ကိုအဲမသိမှပဲသူကစစ်ကြောင်းထိုးလာအဲပထမဆုံးစစ်ကြောင်းပေါ့နော်ကျွန်တော်တို့အဲဒီဘက်မှာဆိုဒါပထမဆုံးစစ်ကြောင်းသူတို့လက်စစ်ကြောင်းဘယ်မှမထွက်ဘူးတည်းကိုကျွန်တော်လက်တိုက်ပွဲလုံးဝမရှိဘူးသေးဘူးပေါ့အဲ့လိုအနေထားမျိုးဝင်တွေ့တာအဲ့လိုအနေထားမျိုးဝင်တွေ့တော့အဲကျောင်းရင်းနေတာသူတို့လာပြီပေါ့လာပြီဆိုတော့ကိုယ်မှရှိတဲ့တန်တန်လေးရင်းနဲ့ဆွဲပြီးထွက်သွားကြတာအဲဆောင်းဆောင်းလိုက် ိုကိုကရှိရဆောင်းလိုက်သူတို့နဲ့လွဲလိုက်ကိုကနောက်ပြန်ပြီးသူတို့ကိုပြန်ပြီးဆောင်းလိုက်ပေါ့အဲတနေရာမှာအဲ့မှာနေရာကောင်းကောင်းမှာဝင်တွေ့တာပေါ့သူတို့သူတို့မှားလာတာပေါ့မှားတဲ့ချက်ကအမ်မှားလာတဲ့အကြောင်းလည်းဘလို့တော့ဆိုတော့ပြည်သူတယောက်ကိုသူတို့ကအသေးတန်လိုက်ဖမ်းတာပြည်သူကလည်းပြေးတာပဲဟုတ်ပြည်သူကလည်းပြေးလိုက်ပြည်သူကပြေးလိုက်သူတို့ကအသေးတန်လိုက်ဖမ်းလိုက်အဲ့အချိန်မှာဟိုပြည့်လူလည်းပစိုးရီရောဘာရောကိုယ်ကခါနဲ့လွတ်အောင်ပြေဘူးနောက်ကလည်းလိုက်အဲ့အနေထားကိုကျွန်တော်နဲ့ဝင်တွေ့တာ ပထမဆုံးအဲ့ကောင်ကကျိုးတို့ကဟိုဟာဟိုပြကွန်းနဲ့ရောက်လာတာပေါ့ပြကွန်းနဲ့ရောက်လာတော့အဲ့ကောင်အရင်ပြစ်လိုက်တာပြစ်လိုက်တာဟိုပြင်းလွှမ်းဆိုတော့အဲ့ကောင်ကကြီးရမထီဘူးမထီဘူးဆိုတော့ဒီကောင်ကလိုလဲဆိုတော့ဖောင်ဖောင်ဖောင်ဆိုတော့အတန်ကြတော့တနက်တော်ပါလေလက်တွေမြှောက်ပြီးကြတော့ဟာကိုလူလူလူမမဲလူမမဲအဲ့လိုအဲ့လိုဝင်လာတာအဲ့လိုဝင်လာ အဲ့လိုဝင်လာဝင်လာတော့အဲဒီဘက်ကျတို့ဘက်ကကောင်ကလည်းအပင်မှာစောင့်ပြီးတော့အပိုင်ပေါ့လက်မြောက်လက်မြောက်ဆိုတော့အခုလူတို့လူမမယ်တော့တဲ့လူမမယ်တဲ့အသူကနာမည်ပြောပေါ့နော်ခလာရဘလော့ကအကူပိုင်းမှတ်ဘလော့ပေါ့နာမည်ကမတူမတူပေါ့သူတို့ရွတ်ရွတ်ပြီးအကုန်ပြောပြတာပေါ့အဲ့အချိန်မှာလူမပြီးတော့တို့ကကျွန်လာတဲ့အချိန်ကိုအဲ့ကောင်ကျွန်တော်တို့ကအရင်ဖြုတ်လိုက်တာအဲ့လို့ပြော အဲ့ရနေပြီးတော့လူမပြီးတော့ဝင်လာတဲ့ကောင်ကျွန်တော်အနေနဲ့ဒီတိုက်တဲ့ကောင်အဲ့အချိန်ကျကျွန်တော်တို့စပစ်ပြီးတော့ကြတော့တိုက်ပွဲဖြစ်ခံနေလေအလိုမှာသူတို့ဘက်ကလည်းကျွန်တော်တို့ဒီကိုအဖွဲအဖွဲလိုက်လာတဲ့အချိန်ကျွန်တော်တို့ကလည်းဒီအတင်းဆောင်နေတဲ့အချိန်ပေါ့အဲ့အဲ့အချိန်မှာဟိုတိုက်တဲ့ကောင်နဲ့လည်းရန်နဲ့ဆောင်နေဒီနောက်ကအဲ့ကောင်ကိုလည်းရှင်းတဲ့ကောင်ကလည်းနောက်ကရှင်းနေရတာပေါ့အဲ့အချိန်မှာဟိုပထမဆုံးအတွေ့အကြုံတိုက်ပွဲပဲအဲ့ဒါသူတို့ရဲ့အမား တစ်ခုကနေပြီးတော့ကျွန်တော်တို့ရဲ့အောင်မြင်မှုအကြီးကြီးမားမားရလိုက်တာပေါ့အဲ့မှာလက်နက်ရောရလိုက်တယ်အာလူကလူနေနဲ့ဆိုရင်သူတို့မှာဖြူအမှုအပါဝင်၈ယောက်ကြသွားတယ်အဲ့ပွဲတယ်ဩအဖြူအမှုကမှပါသွားတာပေါ့ဟုတ်တယ်ဟုတ်တယ်ဩမိုက်ပါရောဟာပါသင်နေသိပြီတပတ်ပဲရှိသေးတယ်စော်လာကြီးလားတပတ်တပတ်ပဲရှိသေးတယ်အဲ့မှာအဲ့မှာအဲ့ဒါနဲ့မကျေနပ်ဘူးကျွန်တော်တို့တွေဟွန်းအဲလက်နက်ပန်းချာရပြီးတော့ ဒီနောက်နောက်ပြန်ဆုတ်နေကြတာပေါ့အဲ့အချိန်မှာသူတို့ကအအင်းအားနဲ့ကျွန်တော်တို့နေရာယူတဲ့နေရာကိုရောက်နေတာရောက်နေတော့မကြည့်နေတော့ဘယ်လိုလုပ်အောင်ဆိုတော့အကျွန်တော်တို့ခုနှစ်ယောက်ထဲလူခုနှစ်ယောက်ထဲနဲ့သူတို့နဲ့အောင်တော့ကတ်တာဟိုညင်ရတယ်သူတို့ကအေးထားတဲ့အုတ်ထုတ်ထားတဲ့ဟာလေးတွေဝင်ရမှောက်ပြီးတော့အဲစောင့်နေတဲ့ပုံလေးတွေကျွန်တော်တို့ကတရားကြည့်လာတာအင်းအနီးကအနီးကသွားကြည့်လာတာပေါ့အဲ့အချိန်မှာသူတို့ကကျွန်တော်တို့မမြင်ခဲ့ဘူးအင်း နီးကသွားကြည့်ပြီးတော့အဲ့အချိန်မှာဟိုဝင်လုံးလောမရမရသေးဘူးပေါ့ကျုံးမှာဒရောင်းဒရောင်းတို့တွေပဲရှိရဆိုတော့ဝင်လုံးလောမရတဲ့အနေခါကိုအဲ့အမှာကင်းမာညာချခဲ့ရတာပေါ့ကင်းမာညာချပြီးတော့နောက်တန်းမှာပြန်ပြီးတော့စုဖွဲ့မှုနဲ့ပြန်ပြီးတိုင်ပင်နေတဲ့အချိန်ပေါ့အဲ့အချိန်မှာအတန်ဆကြားတာကြားတာသူတနက်ဖောက်တန်ကြားရတာပေါ့တနက်ဖောက်တန်ကြားတော့ကျွန်တော်တို့ကလည်းကျွန်တော်တို့ပြစ်ပြီဆိုကျွန်တော်တို့လည်းပြန်ပြစ်ကို အဲ့မှာပွဲကဝုန်းတိုင်းတစ်ခါပြန်ဖြစ်သွားတာဟုတ်ဟုတ်တရန်တို့နဲ့သူတို့အော်ဒွေနဲ့ကျောင်းနဲ့အပြန်အလှန်ပြစ်နေကြတာအဲ့ဒါအောင်ကြီးမှုစားတာညကြီးကြီးမားမားရလိုက်တဲ့ပွဲပေါ့အော်တော့ဈေးဥပောက်ကတာထွက်ကြည့်ရလှပါအောင်ဟုတ်ဟုတ်အဲ့ချိန်မှာကအဲကျောင်းတို့ကျောင်းကောင်တွေရဲတာလည်းပါပါတယ်အဲ့ဖမ်းလာတဲ့ကောင်ကိုဟိုတရောင်တို့သမားတွေကအရင်ဟိုဟာတနက်နဲ့မဲ့ဂျပန်နဲ့အရင်ဝင်လုံးလာဟာ အသူတွေကလည်းအဲ့မှာဒီကောင်ဘုံဒီပိုင်ဖြုတ်နေရပါလေဥကောင်เนี่ยအရင်ဝင်လုံးလာအဲ့လိုတွေဝင်လုံးလဲတောင်းရတရားအဲ့လိုမျိုးရုံးရဆန်ကတ်တွေဖြစ်လိုက်သေးတယ်ဩအဲ့လိုကိုလက်ရဖမ်းပြတာဟုတ်တယ်ဟုတ်တယ်အဲ့လိုလက်ရဖမ်းတာအာညာသားတွေတော့မလွယ်ဘူးကျွတ်ကျွတ် တယောက်တည်းကျွန်းလာတာလေအဲ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 ဟိုဒါဒါလောကမမတ်ရဖြစ်နေနေပေါ့နော်အဲ့တခြားဒီရက်ထဲမှာရောအဲ့လိုမျိုးအဲဒီအောင်မြင်မှုနဲ့ပတ်သက်တဲ့ဟာတွေပါတယ်တိုက်ပွဲဒါအောင်မြင်မှုရလိုက်ပါအရှိသေးလားအာရှိတယ်ဗျအာကျွန်တော်ဒီပြီးခဲ့တဲ့အဲတိတ်မကြခင်ပေါ့နော်ကျွန်တော်အဲမခုတ်ခိုင်နေတဲ့ဟိုမင်းဘူးစစ်တုတ်ရမြင့်နဲ့ဆစ်ချမိုင်စကန်ကိုသွားသိမ်းတဲ့အောင်မြင်မှုတွေရတယ် အဲအဲတွေ့လိုက်တယ်ဗာလေမိနစ်20ပဲမိနစ်20ပဲဟိုကြာတယ်ဆိုတဲ့ဟာဟုတ်တယ်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 မိနစ်20ကြာတယ်အဲ့အဲ့ထဲမှာလေအချိုးမပြေတဲ့ကောင်တွေ့ရလေဒီစစ်တုံးမန်းလေတုံးမန်းကောင်လေအင်းအဲ့ကောင်ကအဲ့ကောင်ကအချိုးမပြေဆိုအဲ့ကောင်ကအာလန့်တော့ဝင်ရတယ်ဟုတ်ကျွန်တော်ဝင်တိုက်ကြတာတို့ကျွန်တော်ကတညာလုံးခီးသွားတာအဲ့သူစကန်ကိုရောက်ဖို့ဩလမ်းလျှောက်ပြီးတော့လမ်းလျှောက်ပြီးတော့သူတို့တင်ညာရောက်ဖို့အသွားကို အဲသူတို့နောက်ကျွန်တော်တို့၄နာရီခွဲလောက်ရောက်၄နာရီခွဲလောက်ရောက်တော့အဲအချင်းကတ်တာပေါ့နော်စကန်ကိုအဲစကန်ကိုကတ်တော့ကြတော့အဲအချူးမပြေတဲ့ကောင်ပထမဆုံးတွေ့တာဟိုသူကကရိုချင်းထဲမှာစောင့်နေကျွန်တော်တို့ကအဖွဲလိုက်ကြည့်ဖွဲလိုက်ဆိုသူကလည်းအိတ်ငိုင်နေလားဘာလားမသိဘူးကျွန်တော်တို့ကရောက်ဆက်တော့ဝါကလည်းပေါ်ချသွားတယ်ပေါ်ပြီးတော့သူကသူကလန့်သွားတာအော့ော့ော့တဲ့တနတ်တဲ့ငါ့နာမည်မျိုးနိုင်နဲ့ အဲ့လိုတနေ့တနေ့ဇွဘီပဲကြတော့ဇွဘီပဲကြတော့ तू ကလူရီယာများတော့ကြတော့တစ်ကလည်းပြန်ပြည့်တာပြန်ပြည့်တော့ဟိုကျောဘက်ကဖောက်လိုက်တော့ဖောက်တော့ဝက်နေတာဝက်နေကမှ तू ဖမ်းတော့ကြတော့ဟိုကဝင်းမောက်ဝင်းမောက်တို့နေဒူးတွေပါထောက်ခိုင်းတာ तू ကမထောက်ဘူးသူ့လိုပတ်သားမှတ်လို့ထင်တယ်။အော်အဲ့ဒါကိုကျောကောင်နဲ့လဲဝိုင်းဖိလိုက်တာပေါ့ဝိုင်းဖိတော့ तू ကဩလာဟာမြို့ချီရေးတဲ့လုံးဟာလဲငါ့ကိုပီတီအမ်မှတ်လို့ဝိုင်းရိုက်နေကြပြီတဲ့ သူသူလူတွေထင်းနေတာသူသူလူတွေထင်းနေတော့မယ်အဲ့မှာဟိုစကားအသိကနေနေပေါ့အဲ့ဒါသူလူထင်းတော့မယ်သူတို့ကအဲ့တကယ်တလွဲကောင်းနေလေဒီကောဟိုအပြောပြောအဲ့သူ့ဒူးထောက်ပြီးတော့ပြောတာတွေ့ရလေအဲ့အဲ့အဲ့ဟာညီလေးလားအဲ့အဲ့ပြောနေတဲ့အချိန်မှာအာ မဟုတ်မစူးမှုစူးမှုအော်ဟုတ်လားအေးမင်းတို့မင်းအဲ့လိုမပြောနဲ့ပေါ့နော်ငါတို့ဘက်ကရဲဘော်တွေလည်းထိရအဲ့ပွဲမှာတယောက်ကြရနော်အဲ့ကြောင့်ငါတို့ဘက်ကရဲဘော်တွေထိရတယ်ရှိရဆိုတော့မင်းဒီဒေါတာကြီးမင်းဘော်ပုံကြပါမယ်ဗျာအဲ့လိုမျိုးပြောရတယ်တွေ့ရလေဩအဲ့ကောင်ဟုတ်တယ်ဟုတ်တယ်အသာအသာအသာဖန်းစီတာတော့အချို့မပြေတော့လေအဲ့မှာတယောက်ကဒင်းနဲ့ရရတာသွေးသွေးစာတွေပါလာရလေဟွန်း ချိုးမပြေတော့အေးဘောဒါတုံမန်းဖြစ်သွားပြီဆိုတော့ချိုးပြေပြေနေရမှာပေါ့နော်တကယ်ကောင်းနေဒီကောင်းနေတကယ်မမရရပဲပေါ့နော်ပြောတယ်ဒါမမရရအာအဲတခြားရှိသေးလားကြီးအဲ့လိုမျိုးဒါလောက်အောင်အဖြစ်ပြက်တည်အာတခြားဆိုအဲ့ဒီမမရရပွဲတွေတော့အများကြီးရှိတာပေါ့အာကျွန်တော်တို့ဒီဘက်တွေတင်းခဲ့တဲ့ကျူရွာတွေပါတယ်ပေါ့อืมအာ အဲ့ပြူရွာဒီမှာတော့ရှိသေးတယ်ပြူရွာဒီမှာတော့ပြူရွာတားဆိုးပါနော်ဟုတ်တယ်ပြူရွာအာကျွန်တော်တို့အဓိကစစ်ကောင်စီကိုကျွန်တော်တို့တွေပြစ်မှတ်ထားပြီးတိုက်ခိုက်နေတဲ့အချိန်မှာအပြူရီကကျွန်တော်တို့ရဲ့အမြင်မှာစစ်ကောင်စီကိုပိုဆိုးလာပြန်တာဟုတ်လားဟုတ်တယ်အဲ့လိုမျိုးဟိုအပြူမှုတွေပေါ့နော်တကယ်ရက်ဆက်ရဘာညာတော့စစ်တပ်ကိုဒီစစ်သားတွေတော့မြင်ကျမမြင်ပါပေါ့ဒါပေမဲ့အပြူမှုတွေပြည်သူရဲ့မျက်မှောင်ကျမှုကတော့အာသူတို့ပြူရီက ပို့ပြီးတော့တီတူတွေကပို့ပြီးမုန်းတယ်ကြည့်ဟုတ်ဟုတ်ကျုံမာတာဗောနော်ဒီကောင်နေဟုတ်တယ်ဟုတ်တယ်ကျုံမာတာဒီကောင်နေအင်းအဲ့ဘက်ချမ်းမှာချိုးပြူရတယ်ငတ်နေကြနေတယ်အာငတ်နေပြီအဲ့ဒါဟိုအဲဆရာဘိုးကြီးတမျက်တို့အကြားလိုက်မှာပါဇီးပြားပြူရနေပောက်ကတော့လှမ်းပြီးတော့ထမင်းငတ်လို့အကူညီတောင်းတဲ့အကြောင်းလေးတွေ့ရတွေ့ဟိုသူတို့ကဲထုတ်ပြီးပြောကြတယ် ဟုတ်တယ်ဟုတ်တယ်အဲအဲ့လိုလေအဲ့လိုလေအများကြီးရှိတယ်အဲ့လိုအဲဒီဒီဘက်နဲ့ပြူရတယ်မကြမကြလို့လေငတ်ပြတ်ပြီးထွက်လာတဲ့ဟိုပြူရတဲ့ပြည်သူတွေပေါ့အဲ့လိုလေအများကြီးရှိတယ်အဲအဲ့စစ်ကောင်စီတောက်တိုင်လှုပ်ပေးနေတဲ့အဲ့ပြူတွေရောညီပါပြောချင်အဲစစ်ကောင်စီတောက်တိုင်လှုပ်ပေးနေတဲ့ပြူရတော့မကြခင်ကိုကျွန်းကိုတူးဆကြပါလို့ရန်နဲ့လာတော့မှာပါလို့ အေးပါနော်ဒါပြပြီးသူနှိမ့်ဆက်နေတဲ့စစ်တပ်ကိုမှသွားကူညီပေးတယ်ဆိုရင်တော့တို့လည်းအဆုံးသက်လှမှာမဟုတ်ဘူးလေနော်ဒါမလုတ်တဲ့နယ်လုတ်ပြီးတို့လုတ်တော့အဲပြီးတော့ညီလေးကဒီတပ်ဖွဲ့တွင်မှာအဲ့လိုမျိုးပေါ့နော်မမရဖြစ်နေတဲ့ရဲဘော်တွေအကြောင်းတွေပါလေရောဒါစပြီလာအာမမရဖြစ်နေရဲဘော်တွေအကြောင်းရကျွန်တော်တန်ရတော့အများကြီးပဲအကုန်လုံးကအမတ်ရတယ်လို့ကိုဖြစ်နေပြီရောက်လာတဲ့လူတွေကလည်းဟာ တယောက်တယောက်တစ်မျိုးတွေလုံးဝရေဝော်တွေပုံစံတွေပြောပြပါအောင်ကျဲဝော်တွေပထမဆုံးအာပြောရမှာတော့ဒီရောက်ချင်းတင်တန်းလွှတ်လိုက်တဲ့ရေဝော်တွေပေါ့အဲတွေ့တာတင်တန်းကဥယျထောက်တင်တန်းလွှတ်လိုက်တာဥယျထောက်ဆိုတော့ဟိုမှာဒူးကျွန်းတွေပါတင်တာဟုတ်အဲဒူးကျွန်းကသူတို့ ਨੇ ပါဆုံးမတော့အဲအကုန်လုံးကလည်းတသားလည်းမဖြစ်တော့ကြတော့ဟိုကစကလုံးကြီးကြီးပဲပြောတာပေါ့နော် ဟာတဲ့နင်းတို့ကတဲ့ပြည်သူကာကွယ်ရေးတက်မတော့မဟုတ်ဘူးတဲ့နင်းတို့ကတဲ့ပြည်သူပြည်သူကန့်ကွက်ရေးတက်မတော့ဖြစ်နေပြီတဲ့အဲ့ဒါအဲ့ဒါဒီတင်ထဲမှာမထားခဲ့ဘူးစကန့်အထိအဲစကန့်ညနေတိုင်းဘာလို့လဲဆိုပြည်သူကန့်ကွက်ရေးတက်မတော့ပါပြည်သူကန့်ကွက်ရေးတက်မတော့ပါလေလုံးနေအဲလူငယ်တွေမလွယ်ဘူးတော့မလွယ်ဘူးတကယ်တကယ်မလွယ်ဘူးလူများလို့ပူဆိုးတာများလေမလွယ်လေအင်း အဲချစ်ဖို့လည်းကောင်းတယ်နော်ရောက်လာတဲ့ပုံစံတွေလည်းမျိုးမျိုးရှိမှာပေါ့ဘယ်လိုဘယ်လိုမျိုးတလွဲတွေရှိသေးလဲအာမျိုးမျိုးရှိတယ်အဲတလွဲတွေကတော့အာဘယ်ပြောရမလဲလူငယ်တွေဆိုတော့သူတို့စရာထဒနာဒါလုတ်ချင်နေတဲ့အရာတွေကိုပေါ့အမှားအမှန်ကိုကြည့်ပြီးတော့အထက်ကလူတွေကသုံးဖြတ်ရတာဆိုတော့အာသူတို့စရာထဒနာဝင်ဥမာတိုက်ပွဲတွေပဲသွားတယ်သူတို့ဝင်လုံးနေနေပြီဘယ်လိုပဲဖြစ်ဖြစ်သူတို့ ဟိုဒီစကောင်းကိုရအောင်တိုက်တိုက်မယ်ဆိုတော့စိတ်တက်နေပြင်းထန်နေတဲ့အချိန်ကျော်လို့တွေကကြတော့အာအကုန်လုံးဖက်ဖက်ကပေါ့ပွဲရလက်ကကိုယ်တက်ထိခိုက်မှုနည်းမလားအာဟိုကိုချိုးတော်ဘယ်လောက်ရမလဲဆိုတော့အတွေ့အင်းနဲ့အတိုက်ခံရတဲ့အခါမျိုးကြတော့အားအားကြီးတို့အခါလေးပြန်လာရင်တို့ဒေါသဖြစ်တာဟုတ်အဲ့လိုမျိုးရှိ။အော်။အဲ့တို့လုတ်ချင်တယ်မလုတ်ခဲ့ရလို့ပေါ့။အော်။အာအဓိကအဲ့အဲ့အဲ့ဒေါ်လာပြဆုံးမယ်အဲ့ကျော်ထဲမှာ။အော်။ ဘလို့ရလို့မလို့ရလို့ဖြစ်နေတယ်ဒေါသကဘလို့ရလို့သူကတ်တာနဲ့လက်ပြည့်ဆိုတာအကုန်လုံးညာဟာအဲ့တော့ဒီနောက်ကကွန်မန်ဒါတရားစာဝန်တော့အကျိုးအကျိုးရလာပွဲရအကျိုးရလာအကျိုးအမြတ်အများကြီးဟိုကိုယ့်ဘက်မထိကြအောင်ပေါ့အဲ့လိုမျိုးပြန်ဆုတ်ခဲ့ရတဲ့ပွဲတွေဆိုရင်အဲ့လိုမျိုးပြန်ဆုတ်ခဲ့ရတဲ့ပွဲတွေလည်းကျွန်တော်မှရှိရလေအင်းအဲ့လိုမျိုးဆိုတော့ပြန်ငါဆိုမကျင်တတ်တော့ဟောဖောက်ဝါနဲ့ချင်းချင်းပြောနေကြတာဩအမှန်တော့တော့တကယ်ပြည့်ပြည့်စုံစုံသာဆိုရင် အဲ့ဒီလိုမျိုးစိတ်နဲ့ဆိုလို့ရတော့เนาะစကန်းတစ်ခုတစ်ခုကိုဘယ်တော့မှတော့ကြာမှာမဟုတ်ဘူးเนาะအာဟုတ်တယ်ဘိုးကြီးကျွန်တော်မှမပြည့်စုံတာကတော့အများကြီးပဲအခုအဟက်မက်တွေဂျီဂါတွေဂျီဂါအင်ဂျီတွေဆောင်းเนาะလက်နက်ခဲရန်ပေါ့ပြောတော့မှမပြည့်စုံလူရည်တွေများတယ်အလက်နက်ခဲရန်တွေဒီဂျီဂါတွေဝိုင်းများတော့ကြတော့တိုက်ပွဲဝင်တဲ့အချိန်မှာလူအနည်းစုပဲတော့ဝင်နိုင်တယ်ဝင်နိုင်ဆိုတော့ကျွန်တော်မှလက်နက်တွေခဲရန်တွေမရှိကြတော့ဘောနော်အဲ့လိုအနေထားမျိုးတွေပေါ့တကယ်လို့လားလက်နက်တွေခဲရန်တွေအဲ များများရှိမှဆိုရင်ကျွန်တော်ဒီထက်ပို့ပြီးတော့တော်လိုင်းကိုရှေ့ရအောင်ပို့ပြီးတော့စွမ်းတော်နိုင်မှာဟုတ်ပေါ့ဒါဒါတပ်ဖွဲ့တွေရဲ့စိတ်ကမလုံးရလို့တောင်ဒေါသထွက်တယ်ဆိုတော့အဲ့မလုံးရလို့ဒေါသထွက်တဲ့သူတွေကြည်လာခုနကလို့မပြည့်စုံဘူးเนาะခုနကလို့တကယ်ပြည့်ပြည့်စုံစုံနဲ့ helmet တွေကြီးကားတွေကြီးကားအုပ်ထုပ်တွေဓာတ်တွေလက်နက်တွေခရဲနေပြည့်ပြည့်စုံစုံနဲ့သာဝင်လုံးရလို့ကတော့တကယ်ကိုအားရစရာကောင်းတဲ့အောင်မြင်မှုတွေရအောင်เนาะဒီစိတ်တက်တွေခံယူချက်တွေကတော့တကယ်ကိုလက်လက်ပြားခါတယ်ဖွဲ့ရအောင်ဟုတ်တယ်ဟုတ်တယ် ဒီပြီးခဲ့တဲ့အဲရန်နှင်းငယ်ကြတော့ကတို့ဂိတ်တစ်ခုဝင်သိမ်းကြတာပေါ့အဲဂိတ်တစ်ခုဝင်သိမ်းတော့သူတို့လက်နက်ချမလားပေါ့အာဒီဘက်ကအော်တာပေါ့အဲလက်နက်ချမလားဟိုကနေလဲအချင်းချင်းတိုင်းမင်းနဲ့အထက်မှာရန်ဖြစ်နေကြားနေရတာကက်ကက်လေးအဲ့မင်းဝင်ရောင်းဝင်ကြည့်ငါလည်းတွေ့မယ်အဲ့အလိုတွေကမင်းဝင်လာငါ့ကိုကြောက်လာငါပြစ်တယ်မှာအဲ့ကနှစ်ယောက်နှစ်သတင်းကြတာနှစ်ယောက်ကပဲညှိမြတာလက်နဲ့ချဖို့လင်းဝင်ဖို့ပေါ့ အဲ့လိုအနေထားရောအဲ့ဒါကိုအဲကျော်ဒီကွန်မန်ဒါအနေနဲ့ကလက်နက်ပါညာ6ပေါ့နည်းတောင်းဆိုနေကြာသွားတာပေါ့ရဲဘော်တွေကစိတ်မရှိဘူးပေါ့မဟုတ်ဘူးတိုက်ကိုတိုက်ဝင်းကိုတိုက်တော့မှာရဲဘော်တွေနေစိတ်မရှိတော့ဘူးလက်နက်ချခိုင်းတာသူချင်းသူတို့ညှိမရနေကြအဲ့လိုမျိုးတွေပေါ့ပြန်လာကြတော့အဲ့မှာလေချောင်းတွေရောဘာတွေရောဟိုကပြစ်ကူလာတာဆိုတော့ကျွန်တော်တို့တွေမရခဲ့ပဲပြန်ဆုတ်လာတာအဲ့ဒါအောင်မှဝင်းမလုံးအောင်လို့ဆိုပြီးတော့ဒီမှာအချင်းချင်းပေါက်ကွဲနေကြတာပေါ့ 哦อ่าโหบักก็เลยไอ้ลูกกูขึ้นเนี่ยป่ะอัจฉินๆกูไตมินพี่แล้วยันขึ้นเนี่ยจ้ะป่ะโหบักก็ขึ้นเนี่ยโหดอัจฉินๆกูยันขึ้นเนี่ยอ่ะเนี่ยอะไรแก๊กๆเลลีจ้าเนี่ยตรุอ่ะดีบังกาเล่มาจ่อรู้อ่ะอเปิ้มมาอ่ะตรุอัจฉินๆนู้ด่าเลยอ่ะซะจ้าเลยอ๋อเนี่ยถ่าๆๆโหยันดิลานี่พี่ป่ะอืม အဲ့လိုအဲ့လိုတည်းစာကြအဲအဲ့တော့ကြအဲ့လိုပေါ့အရင်တုန်းကပြောရလေတည်ရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီးဒီကောင်နေပြောခဲ့ကြတာပေါ့နော်အဲအခုကြတော့ခုနကလိုလက်လက်ချဖို့တောင်မှအချင်းချင်းတိုင်ပင်ရန်ဖြစ်ရတဲ့အဆင့်ပေါ့နော်ပြီးတော့ကြတော့တလိုင်းတက်ဖွဲ့တွေကမပြည့်မစုံမဲနဲ့တိုက်ပွဲဝင်နေရအောင်ပဲဒီကောင်နေဒူးထောက်လက်မြောက်နေရတဲ့အဆင့်ဆိုတော့ဒီအခုစစ်ကောင်စီရောကြီးဘာပြောကြည့်လဲလောက်အောင်တော်လိုင်းတက်ဖွဲ့ဝင်တယောက်အနေနဲ့အာစစ်ကောင်စီရဲ့အချင်းကတော့မကြခင်ခြေကျော်တော့မှကျွန်တော်ပြည်သူတွေရဲ့နင်းများဖြစ်တော်မှာပါလို့อืมอืม ဒီသူရဲ့ချနေတာရန်ခမ်းတော့မှာပါ။အာမိုက်တယ်မိုက်တယ်ဒါအဲပြည်သူဒါဒေါ်လာရေးပေါ့နော်အဲဒီဒေါ်လာရေးပြီးတော့ပြည်သူတွေကိုသားလုပ်ပြီးနေမျိုးတို့ပေါ့နော်အဲတကယ်လေးစားရတယ်အဲပြီးတော့အပြည်သူပေါ့ကြီးလားအဓိကအခုနောက်ပိုင်းနေမှာပြည်သူလည်းတော်တော်လေးခက်ခဲတဲ့အဲနေ့စဉ်ဘဝတွေကိုဖျက်ဆီးရတယ်နော်စကောင်းစီကလည်းနေ့စဉ်ဘုံကျဲတိုက်ခိုက်ရေးမြင်ပါတယ်အဲအရသာပြစ်မှတ်တွေကိုကြည့်ပဲဟိုနေရာဆိုရင်ဒါဒီဘဲဆိုရင်ကလေးတငယ်ကျောင်းသူကျောင်းသားတွေဆရာမတွေပေါ့နော် ဒီလိုနေရာမျိုးတွေကိုပဲပြစ်ခတ်တိုက်ခိုက်တဲ့ဟာမျိုးတွေကိုပို့ပြီးတော့လှုပ်လာအဲ့တော့ပြည်သူကအရန်ဒုက္ခခံရတာပေါ့နော်အဲ့လိုဒုက္ခတွေရောက်နေကြတဲ့အမှာဒီတော်လန်ကြီးကိုထောက်ခံနေတဲ့ပြည်သူတွေရောဒီလေးပါပါခြင်းသေးလဲပါပြောခြင်းသေးလဲအာကျွန်တော်တို့အဲ့လိုပြည်သူတွေအတွက်တော့အဲပြည်သူတွေကြားတဲ့မျက်ရည်ကလည်းကျွန်တော်တို့ဂျင်းထဲမှာကြားတဲ့မျက်ရည်လိုပါပဲပြည်သူတွေမျက်ရည်နေနဲ့အဲ့လိုမျိုးထောက်ခံပေးနေတဲ့ပြည်သူတွေအတွက်နောက်တစ်ချိန်မှာအာကျွန်တော်တို့ဒီကာကွယ်ရေးအဖွဲ့တွေပြည်သက်တွေအနေနဲ့က အဲသူတို့ရအကောင်းမွန်ဆုံးလက်ဆောင်ဖက်ဒရယ်ဒီမိုကရေစီကိုယူပေးပါမယ်လို့ကျွန်တော်ကတော့ဒီနေ့နေ့ခရီးပေးချင်ပါတယ်ဟာဟုတ်တယ်ကြီးမြေတယ်မြေတယ်လေးစားနေမှာပေါ့နော်အဲပြီးတော့ကျတော့ဒါအသက်ငယ်လေးနဲ့အခုရဲ့ဒါအိမ်မက်တွေစိတ်ကူးတွေရှိတယ်ဒီကြားထဲမှာပြည်သူ့အတွက်အသက်ဆုံးပြီးတော့လုပ်ပေးနေကြတဲ့မျိုးကိုလည်းတကယ်ကျေးဇူးတင်တယ်ပေါ့နော်အဲပြီးတော့ကျတော့အဲညီလေးကကိုကိုကယူဆိုင်ပါပြီးတော့တက်ဖွဲ့တွေကိုလည်းကယူဆိုင်ပါပြီးတော့ညီတို့ချစ်တဲ့ပြည်သူကိုလည်းဒီကယူဆိုင်ပေးပါပါတော့နော်ညီများတွေကိုလည်းအမြဲတမ်းကြည့်ကြည့်နေပါပါ ဟုတ်ကဲ့ဘိုးကြီးဟုတ်ဟုတ်ဟုတ်အဲအဲ့တော့ကြားကြတဲ့အတိုင်းပဲပေါ့နော်ရီးစရာမောစရာလေးတွေပေါ့နော်ရီးစရာလေးတွေပေါ့ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီဘက်ကဖီအိုဖျက်ဖြစ်တဲ့ဟာမျိုးတွေလည်းသိရတာတွေရှိသလိုအဲပြီးတော့ကုတ်တက်ဖွဲ့တွေရဲ့အစောပိုင်းကာလတွေအတွင်းမှာအာဖီအိုတို့ကပုံစံမျိုးလေးတွေဖြစ်ခဲ့တဲ့ဟာတွေလည်းရှိတယ်ပေါ့နော်မြေပြင်မှာဟိုကိုမတက်မကျွမ်းတဲ့ကိုနဲ့လုံးဝမြင်းနေတဲ့အလုပ်တွေပေါ့နော်ဒီအခုလက်နက်ကင်တိုက်ဝဲဝင်ရတဲ့အလုပ်တွေကိုလုပ်ကြတဲ့အခါအဲ့လိုပေါ့ဟိုချက်ချင်းလက်ငယ်ကြုံတွေ့ရတဲ့ ဒါဖြစ်စဉ်တွေပေါ်မှာမူတည်ပြီးတော့ဘလို့တွေဖြည့်ရှင်းကြရတယ်ဘလို့မျိုးတွေလက်တန်းတွေလုံးချဲကြရတယ်ဆိုတဲ့ဟာကိုပြောပြသွားတာပေါ့နော်။ဘာဖြစ်ဖြစ်အဲ့တပ်ဖွဲ့တွေကအခုဆိုရင်အောင်မြင်မှုတွေအများကြီးရယူနိုင်နေတဲ့တပ်ဖွဲ့တွေဖြစ်နေပြီ။သူပြောသွားတဲ့အချိန်မှာဆိုရင်အဲ့လိုပေါ့ကျွန်တော်ကိုယ်တိုင်လည်းစဉ်းစားမိရပါဘူး။သူတို့သာတကယ်ပြည့်စုံတယ်ဟဲ့ဆိုရင်သူတို့ရဲ့စိတ်ဓာတ်တွေကဟာတကယ်ကြောက်ကြကောင်းတယ်တကယ်မိုက်တယ်တကယ်သူတို့လုံနေတဲ့ပုံစံတွေကအဲ့လိုပေါ့ကိုကမပြည့်မစုံဘဲနဲ့သွားပြီးတော့စကန်းဝင်သိမ်းနေတဲ့အနေထားမှာတော့မှသူကဝင်မလုံးရလို့ဆိုပြီးတော့ပြန်လာတော့ဒေါသထွက်တယ်စိတ်ဆိုးတယ်ဆိုတော့ကဲတွက်ကြည့်တော့သူတို့ရဲ့ ခံယူချက်တွေစိတ်ဓာတ်တွေကဘယ်လောက်ထိပြင်းထန်နေသလဲဘယ်လောက်ထိနိုင်လို့စိတ်ပြင်းထန်နေသလဲဆိုတဲ့ဟာတွေကိုသိသားစေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တက်ဖွဲ့တွေကိုပို့ပြီးတော့ပြည့်စုံအောင်ကျွန်တော်ပြည်သူတွေဝိုင်းပြီးတော့ကူညီကြမယ်ပံ့ပိုးကြမယ်အဲဒါဆိုရင်ဒါဒီညီလေးပြောလို့ပဲဒေါ်လာရေးကိုရှေ့ကိုမြန်မြန်ရောက်အောင်တို့စူးစမ်းနိုင်ပါတယ်ဆိုတဲ့စကားတကယ်အမှန်ဖြစ်ပါတယ်ဆိုတာကိုဒီညကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်